တယ်ရဘယ်စီမေလ9ရက်ဗုဒ္ဓဟူးနေ့ကင်နော်ရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့ဒီမော့ဆိုကိုစက်ကောင်စီကလေချောင်းတိုက်ခိုက်ခဲ့ပြီးအစင်းငွေဘုံတွေအုံပြူနေတယ်လို့ဒေတာခန်တွေကပြောပါရစေဧပြီလအတွင်းမှာပြည်သူ78ဦးသေဆုံးခဲ့ပြီးလေချောင်းတိုက်ခတ်မှုကြောင့်သေဆုံးသူအများဆုံးဖြစ်တယ်လို့ IEC ရဲ့စီရင်အရသိရပါရစေ Rival မြို့တွင်က ဘီလူးချောင်းမှာတည်ဆုံနေတဲ့ငါးတွေမျောပါလာတာကို တွေ့ရတယ်လို့ဒေတာခန်နေကပြောပါတယ်။ငလေဘေးတစ်ဒေတာတွေမှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့စက်ကောင်စီကအပြစ်ခက်ရက်စဲရေးကာလထပ်တိုးကြေညာပါတယ်ဆတဲ့တဲ့တွေကိုကြည့်ရှုနားဆင်ရမှာပါရှင်။ဒီမော့ဆုံမြွနဲ့နောက်ဖက်ချမ်းတနေရာကိုမင်းည7နိုင်ကျော်ချိန်မှာစက်ကောင်စီကလေချောင်းဘုံကျဲတိုက်ခိုက်ခဲ့ပြီးအစင်းငွေဘုံတွေကိုပါအုံပြုတ်တိုက်ခိုက်နေတယ်လို့ဒေတာခန်နေကပြောပါတယ်။ စက်ကောင်စီကမေလ6ရက်ည7:00နာရီချိန်မှာမိနစ်20ကြာတခါနှစ်ကြိမ်ဘုံကျဲခဲ့တာပါ။ဒေတာခန်တွေကတော့ဘုံအလုံးရေဆယ်လုံးဝကြီးကျဲချခဲ့တယ်လို့ဆိုပါတယ်။ဒေတာခန်တွေရှိတဲ့နေရာအနီးအနားနဲ့တောင်ယာစိုက်ခင်းတွေမှာကြာရောက်ခဲ့တာဖြစ်ပြီးလူထိခိုက်တော့မရှိပါဘူး။ဘုံကျဲပြီးနောက်မှာအငွေ့ကိုရှူရှိုင်းပြီးတဲ့ဒေတာခန်တွေကတော့ခန္ဓာကိုယ်နှုံးတာ၊မူးဝေတာ၊အော့အန်တာစတဲ့လက္ခဏာတွေကိုခံစားနေရတာကြောင့်အစိမ့်ငွေ့ရှူရှိုင်းမိတာဖြစ်နိုင်တယ်လို့ ဒေတာခန့်အမျိုးသမီးတူကပြောပါရယ်တနိုင်ငါလုံးအတိုင်းတာနဲ့ငလေထန်တဲ့ဒေတာတွေမှာပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နိုင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့စက်ကောင်စီကမေလကုန်ထိအပြည့်ရက်တက်တန်းတိုးကျညာထားတဲ့ရက်မှာပဲဂရီနီကိုအခုလိုလေချောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဧပြီလတွင်ဂရီနီပါဝေရှန်ဂရီနီနဲ့ဆက်မစက်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်နဲ့တံပွားဘေးတွေကြောင့်တေဆုံးနေပြီသူ18ဦးထိရှိနေပါတယ်။အဲဒီထဲမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးသူအများဆုံးရှိတယ်လို့ Greenie Beach ကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့စီရင်အရသိရပါတယ်။တေဆုံးသူ18ဦးနဲ့လေကြောင်းတိုက်ခိုက်ခံရတာကြောင့်12ဦးနဲ့အများဆုံးရှိနေတာဖြစ်ပြီးလက်နက်ကြီးကြောင့်3ဦးတခြားထိခိုက်မှုကြောင့်3ဦးတို့ဖြစ်ကြပါတယ်။တခြားတော့တိုက်ခိုက်မှုတွေမှာ12နှစ်အရွယ်ကလေးငယ်တဦးကရေနှစ်တေဆုံးခဲ့ပြီးမိုးတဲထန်ရွာသွန်းလာကြောင့်ကြောက်တုံးလှိကြရာကနေအသက်တေဆုံးသွားတဲ့ အသက်80အရွယ်အမျိုးသားတဦးနဲ့မိုးချိုပြည့်ထရာကနေတည်ဆုံသွားတဲ့အသက်40နှစ်အရွယ်အမျိုးသမီးတဦးတို့ပါဝင်ပါတယ်။ဧပြီလအတွင်းစစ်ကောင်စီရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်29ဦးလက်နက်ကြီးကြောင့်5ဦးနဲ့ drone တိုက်ခိုက်မှုကြောင့်2ဦးစုစုပေါင်း36ဦးထိဒဏ်ရာရရှိခဲ့ပါသေးတယ်။ဒါရီပြင်အရသာပြည်သူရဲ့ OA အများပြည်သူပိုင်းဆောက်ဦးတွေထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီးတပ်ဘွားဘေးကြောင့် နေအိမ်15လုံးပြစ်စီမှုရှိခဲ့တယ်လို့လည်း IEC ရဲ့စီရင်ရသိရပါတယ်ရှင်။ပြီးခဲ့တဲ့ရက်ပိုင်းကမိုးပြဲရေကတာကနေလက်ခွေးတဲကိုတွင်းဖို့လွတ်လာတဲ့ဆယ်မြောင်းကနေငါအများတေဆုံမှုဖြစ်ပွားပြီးတဲ့နောက်ပိုင်းလွိုက်ကုံမြို့ကဘီလူ6မှာတည်နေတဲ့ငါတွေမျောပါလာတာကိုတွေ့ရတယ်လို့မြို့ခံတွေကပြောပါတယ်။မြို့တွေဘီလူ6ဘေးမှာနေထိုင်ကြသူတွေရဲ့ပြောပြချက်အရမေလ၄ရက်နေ့မှာ စတင်တွေ့ရှိခဲ့တာပါ။ဘီလူ6မှာတွေ့ရှိတဲ့ငါတွေကိုတော့ အဆုလိုက်ပြုံလိုက်တွေ့ရှိတာမျိုးမဟုတ်ပဲမျောပါလာတဲ့ငါအနှဲငယ်ကိုသာတွေ့ရှိရတာဖြစ်တယ်လို့ဆိုပါတယ်ဒါရီပြင်အဲ့ဒီတင်နေတဲ့ငါတွေဟာလည်းပုတ်ပွားနေပြီလို့လည်းပြောပါတယ်အခုလိုတင်နေတဲ့ငါတွေမျောပါလာတာနဲ့ပတ်သက်ပြီးအစိတ်ကြွေးခံရတာဒါမှမဟုတ်ရေကိုအစိတ်ခတ်တာကြောင့်ဖြစ်နိုင်တယ်လို့ဒေတာခန်တွေကပြောဆိုကြပေမဲ့ကန်ရိုရီထိုင်းအနေနဲ့တီးခြားအတိမပြုနိုင်သေးပါဘူးမက်ရှလာ28ရက်နေ့ကမြန်မာနိုင်ငံတော်ဝန်ဖြစ်ပွားခဲ့တဲ့ မြင့်ငလေးလှောက်ခတ်မှုကြောင့်ငလေးတန်တိတ်ဒေတာတွေမှာပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နိုင်ဖို့စကောက်စီကနေပြီးမနေ့က6ရက်ရက်စွဲနဲ့အပြည့်ရက်ကာလထပ်တိုးကျင်းညာလိုက်ပါတယ်။ငလေးဖြစ်ပွားပြီးတဲ့နောက်ဧပြီလ2ရက်နေ့ကစရက်20ကြာအပြစ်ခက်ရက်စဲဖို့ပထမကြိမ်ကျင်းညာခဲ့ပါတယ်။အဲဒီနောက်ငလေးဘေးတိတ်ဒေတာတွေမှာကူညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ဖို့ဆိုပြီးဧပြီလ22ရက်နေ့ကနေ30ရက်နေ့အထိအပြစ်ခက်ရက်စဲရေးကာလ ထပ်တိုးကြေညာခဲ့တာပါလက်ရှိမှာလည်းငလီဘေးတစ်ဒေသတွေမှာပြည်လဲတည်ဆောက်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ဖို့ပြင်နိုင်ငံတော်နဲ့နိုင်ငံသားအားလုံးရဲ့အကျိုးစီးပွားကိုပုံမှုလင်းမြစွာဖော်ဆောင်နိုင်ဖို့နဲ့ရည်ရှိတည်တက်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ဖို့ဆိုပြီးမေလ6ရက်နေ့ကနေ31ရက်နေ့အထိအပြစ်ခတ်ရက်စဲရေးကာလအဖြစ်ထပ်တိုးကြေညာလိုက်ပါတယ်။အခုလိုအပြစ်ခတ်ရက်စဲရေးကြေညာပြီမဲ့လဲစက်ကောင်စီက နိုင်ငံတဝန်းလုံးမှာအထူးသဖြင့်တော်လိုက်ရေးအများစုစိုးမိုးတဲ့နယ်မြေတွေမှာနှစ်စီနဲ့မျှလေချောင်းတိုက်ခတ်မှုတွေကိုဆောင်ရွက်နေပါတယ်။ကနရိုချိုင်းတရင်ဌာနရဲ့ညနေခင်းရုပ်သံတရင်တွေကိုတက်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny Bidu Bida အားလုံးစစ်ပေးပါဝင်ကပ်ပေးအမျိုးမျိုးနဲ့ကေဝင်ကြပါစေရှင်။ကျွန်မမော်လေးများပါ။